မြစည်းမပြည်သက်တွေအားလုံးပဲမင်္ဂလာပါအော်တိုဘားလ20ရက်နေ့ည9:00နာရီတမြစည်းမ prime time မြစည်းမသတင်းစီစဉ်ကနေကြိုဆိုပါရယ်ကျွန်တော်ဆိုင်ခမ်းပါဒီကနေ့အတွက်တင်ဆက်ပေးမယ့်သတင်းတွေကတော့တော်လိုင်းတပ်ပေါင်းစုပေါ်ပေါက်လာမယ်လို့ KLL 2ဦးစီချုပ်ပြောတဲ့သတင်း AA ကတန်တွဲနဲ့ဂွားမြူနဲ့အနီးပင်လယ်ပြင်မှာညအချိန်ငါးဖန်းစီမှုတွေကိုလုံခြုံရေးကြောင့်တာမြင့်ပိတ်ပင်လိုက်တဲ့သတင်း DLL ထိန်းချုပ်နေမြေတွေမှာဘုံကျဲခံရမှုကြောင့်နှစ်ပတ်ကျော်အတွင်းကလေးငယ်တွေအပါအဝင် လူ40ကျော်တေဆုံနေတဲ့တင်တစဲအရှိချမ်းမှာတိုက်ပွဲဖြစ်နေတဲ့အကြောင်းနဲ့မြန်မာနိုင်ငံရဲ့အခြေအနေဟာဝမ်းနည်းစိတ်ထိခိုက်ပွဲကောင်းကြောင်းပုတ်ရဟန်းမင်းကြီးလီယိုပြောလိုက်တဲ့နိုင်ငံတကာသတင်းပြင် နောက်ဆုံးရကုန်စည်နှုန်းနဲ့တခြားရေးကြီးသတင်းတွေကိုတင်ဆက်ပေးသွားမှာပါတော်လိုင်းတပ်ပေါင်းစုပေါ်ပေါက်လာမယ်လို့ KLLA ဒုစစ်ဦးစီးချုပ်ပြောတဲ့သတင်းနဲ့ဆက်လက်အောင်ပါ နှွေဦးတော်လိုင်းမှာပါဝင်နေကြတဲ့တိုင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တွေအကြားညီညွတ်တဲ့တော်လိုင်းတပ်ပေါင်းစုတည့်ရပေါ်ပေါက်လာမယ်အကြောင်းကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KLLA ဒုတိယစစ်ဦးစီးချုပ်ဒုဗိုလ်ချုပ်ကြီးဘောကျော်ဟဲကပြောကြားလိုက်ပါတယ်။ Western Australia Myanmar Democratic Network နဲ့ Australia ရောက်မြန်မာတွေဦးဆောင်ပြီး October 16ရက်နေ့ညနေကပြုလုပ်တဲ့ Australia နိုင်ငံရောက်မြန်မာတွေနဲ့ဒေါက်တာမီမီဝင်းဘတ်တို့ပတ်မြို့လူတွေ့ဆွေးနွေးပွဲကို online ကတဆင့်တက်ရောက်ဆွေးနွေးတဲ့အချိန်ဒုဗိုလ်ချုပ်ကြီးဘောကျော်ဟေကအခုလိုပြောကြားလိုက်တာဖြစ်ပါတယ်ညညွတ်တဲ့တော်လိုင်းတပ်ပေါင်းစုပေါ်ပေါ်ရေးတော်လိုင်းအင်အားစုတွေကြိုးပမ်းနေတယ်လို့သတင်းတွေထွက်ပေါ်နေချိန်မှာဒီလိုပြောကြားချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဩစတြေးလျနိုင်ငံသားတွေအပါအဝင် လူနေရာကျော်တက်ရောက်တဲ့ဒေါက်တာမီမီဝင်းပတ်နဲ့လူတွေ့ဆွေးနွေးပွဲကို PDF တက်မတော်စေယုံကျုံဒုတိယစေဦးစီးအရာရှိချုပ်ဒေါက်တာဆိုးသူရသောနေဦးတော်လည်းခေါင်းဆောင်တဦးဖြစ်တဲ့ဒေါက်တာသေးစာဆန်းတို့လည်းအွန်လိုင်းကနေတက်ရောက်ခဲ့ပြီးလက်ရှိတော်လိုင်းရဲ့အခြေအနေတွေကိုတုံ့တက်ဆွေးနွေးခဲ့ကြပါတယ်ဒီပြင်က တော်လိုင်းကောင်းဆောင်တွေနဲ့နိုင်ငံခြားရောက်မြန်မာတွေအခုလို hybrid ပုံစံနဲ့တွေ့ဆုံဆွေးနွေးမှုပြုလုပ်တာဟာပထမဆုံးအကြိမ်ဖြစ်ပါတယ်။ ခုလိုတွေးဆုံနိုင်မှုကြောင့်မြေပြင်တော်လိုင်းအဖွဲ့တွေနဲ့ပြည်ပရောက်မြန်မာတွေအပြန်အလှန်အားပေးရာရောက်တဲ့အပြင်တော်လိုင်းအတွက်ထိရောက်စေမဲ့ကိစ္စတွေကိုအတူလက်တွဲလှုပ်ဆောင်စေဖို့ရည်ရွယ်ကြောင်းဒေါက်တာမီမီဝင်းဘက်ကပြောပါတယ်။နှွေဦးတော်လိုင်းမှာအဖွဲ့ပေါင်းစုံလူမျိုးပေါင်းစုံကကြာရအခန်းကဏ္ဍကပါဝင်နေကြရမှာဘုံကြီးမန်းချက်ကိုဦးတည်ပြီးပူးပေါင်းဆောင်ရွက်မှုလုပ်ဖို့အရေးကြီးကြောင်းဒေါက်တာမီမီဝင်းဘက်ကတွေ့ဆုံပွဲအတွင်းမှာပြောကြားခဲ့ပါတယ်။ ဒေါက်တာမီမီဝင်းဘတ်ဟာအော်စတြေးလျနိုင်ငံကိုရောက်ရှိနေပြီး hybrid ပုံစံတွေ့ဆုံပွဲတွေကိုမဲဘုံမြို့နဲ့ဆစ်ဒနီမြို့တွေမှာလည်းအော်တိုဘားလ24ရက်နေ့နဲ့25ရက်နေ့တွေမှာ ပြုလုပ်ဖို့ရှိတယ်လို့သိရပါပါတယ်ခင်ဗျာ။အေအေရဲ့သတင်းနဲ့ဆက်ချင်ပါတယ်။ ရခိုင်မျိုးသားအဖွဲ့ချုပ်အာရခတက်တော် ULAA ကပြည်သူတွေရဲ့လုံခြုံရေးအတွက်တန်တွဲနဲ့ဂွားမြုံနယ်အနီးပင်လယ်ပြင်မှာညအချိန်ငါဖမ်းဆီးမှုတွေကိုည6နာရီကနေမနက်6နာရီတွင်မပြုတ်လို့ဖို့အော်တိုဘာလ19ရက်နေ့ကစပြီးတားမြစ်လိုက်ပါတယ်။စစ်တပ်ကရခိုင်ပြည်နယ်မှာတိုက်ပွဲတွေဖြစ်ပွားနေတဲ့ကြောက်ဖြူစစ်တွေမျိုးတွေကိုစစ်အင်အားဖြည့်တင်းမှုတွေရေချောင်းကနေပို့လောက်လာသလိုအေးအေးသိမ့်ပိုက်ထိန်းချုပ်ထားတဲ့မြို့တချို့ကို ြန်လည်တိုက်ခိုက်သိမ်းပိုက်ဖို့ရေကြောင်းကနေပြင်ဆင်တာတွေအခုရက်ပိုင်းပိုလုပ်လာတယ်လို့ AA ကအတည်ပြုထားပါတယ်စစ်တပ်ရဲ့ရေကြောင်းလေကြောင်းကတိုက်ခိုက်မှုတွေကို AA ကအရင်ကလည်းတတိပြုထားမှုတွေရှိခဲ့တာပါဒါပေမဲ့စစ်တပ်ကရေရင်တွေဟာပင်လယ်ပြင်မှာပြည်သူတွေကိုတွေ့ရင်ဖမ်းဆီးတပ်ဖြတ်တာတွေလုပ်လို့ရှိသလိုအရင်ကအချိန်အကန့်အသတ်မရှိငါးဖမ်းခွင့်ပြုထားတဲ့ငါးဖမ်းရေရင်တွေကိုအကာအကွယ်ယူပြီးစစ်ရေးဖြစ်တင်မှုနဲ့လှုပ်ရှားလာနိုင်တာတွေကြောင့် တန်တွဲကွားမြို့အနီးပင်လယ်ပြင်မှာငါးဖန်းနာတွေကိုညာ6နိုင်ကနေမနက်6နိုင်အတွင်းမပြုတ်လို့ဖို့တားမြစ်လိုက်တာဖြစ်ပါတယ်။ ULAA ကအခုအမိန်ကိုပြန်လည်ရုပ်သိမ်းချောင်းမကျင်ညာမချင်းအဲ့ဒီ area တွေမှာညာချိန်လုံးဝငါမဖမ်းဖို့တတိပေးထားပါတယ်။ဒါပြင်စစ်တပ်ကပင်လယ်ပြင်မှာလက်နက်ကြီးနဲ့ပစ်ခတ်တာဖမ်းဆီးတပ်ဖြတ်တာတွေလုပ်တာကြောင့် ငါးဖမ်းဆက်လေးနဲ့ပြည်သူတွေအနေနဲ့နေခင်ပိုင်းငါးဖမ်းနာတွေမှာလည်းကံဝေးမှာမဖမ်းကြဖို့စစ်တပ်ရင်ရင်တွေလာနေတာမြင်ရင်ကန့်ဆက်ဒါမှမဟုတ်ကန်းဤကိုအ мян ဆုံးစိုက်ကတ်ကြဖို့တတိပေးထားပါရခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်ကတော့တရလလေထိန်းချုပ်နေမြေတွေမှာဘုံကျဲခံရမှုကြောင့်ကလေးငယ်တွေအပါအဝင်လူ၄၀ကျော်တေဆုံးခဲ့တဲ့အကြောင်းပါ ရှမ်းပြည်နယ်မြောက်ပိုင်းကတောင်းတက် DLL ထိန်းချုပ်နေမြေတွေကိုစစ်ကော်မရှင်တပ်ဖွဲ့ကလေးချောင်းတိုက်ခိုက်မှုတွေဇက်တိုက်ပြုလုပ်နေရမှာအော်တိုဘားလ၁ရက်နေ့ကနေအော်တိုဘားလ၁၈ရက်နေ့အထိနှစ်ပတ်ကျော်ကာလအတွင်းတန်ဃာတော်နှစ်ပါးကလေး၈ဦးအပါအဝင်52ဦးအထိတေဆုံးခဲ့တယ်လို့ DLL ကဒီကနေ့အော်တိုဘားလ၂၀ရက်နေ့မှာထုတ်ပြန်လာပါတယ်။စစ်ကော်မရှင်တပ်ဟာလေးချောင်းကနေမန်တုံမြို့မှာတစ်ကြိမ်ကြောက်မဲမြို့မှာ၃ကြိမ် တီဘောမြို့မှာ9ကြိမ်၊မိုင်းငေါ်မြို့မှာ2ကြိမ်၊မိုင်းလုံးမြို့မှာ4ကြိမ်၊နမ်ဆန်မြို့မှာ9ကြိမ်၊နမတူမြို့မှာ9ကြိမ်၊မိုးမိတ်မြို့မှာ3ကြိမ်နဲ့မိုးကုန်းမြို့မှာ2ကြိမ်စုစုပေါင်း28ကြိမ်လာရောက်ကျဲချတိုက်ခိုက်ခဲ့တယ်လို့တရလလီကပြုစုထားတဲ့စီးရင်တွေမှာဖော်ပြပါရတယ်။ အဲ့ဒီတိုက်ခိုက်မှုတွေအတွင်းတန်ဃာတော်2ပါးကလေး10ဦးအမျိုးသား12ဦးအမျိုးသမီး19ဦးသေဆုံးခဲ့ပြီးကလေး17ဦးအမျိုးသား16ဦးအမျိုးသမီး19ဦးတို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင် နေအိမ်138လုံးစာတင်ကျောင်း3ကျောင်းဘုံကြီးကျောင်း3ကျောင်းကျောင်းဆောင်9ဆောင်နဲ့အဆောက်အဦ4ခုတို့ထိမှန်ပျက်စီးသွားခဲ့တယ်လို့တရားလဲလီကဆိုပါတယ်။ စစ်ကော်မရှင်တပ်ဟာမနေ့ကလည်းရှမ်းပြည်နယ်အတွင်းမှာရှိတဲ့နမ်ဆန်မန်တုံနဲ့မိုင်းငော့မြို့နယ်တွေမှာလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ပြည်သူ့နှုတ်ဦးထိမှန်တရားရရှိခဲ့တယ်လို့ဆိုပါတယ်မနေ့ကတရက်ထဲမှာပဲတရက်လလေထိန်းချုပ်နေမြေတခုဖြစ်တဲ့မန္တလေးတိုင်းမိုးကုံမြို့အနောက်ပိုင်းကြောက်ဖားကြီးရွာကိုလည်းစစ်ကော်မရှင်တပ်ကနေ Jet Fighter နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့တရက်လလေကဆိုထားပါဗျ ပေါင်250ဘုံတလုံးလာရောက်ကျဲချသွားတာဖြစ်ပြီးဒေသခံတအူးရဲ့ကြက်မွေးမြူရေးခြံပေါ်မှာကြရောက်ပောက်ကွဲခဲ့တာလို့သိရပါတယ်။စစ်ကောင်မရှင်တပ်ဟာလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေကိုနေ့စဉ်ရက်ဆက်ပြုလုပ်နေတဲ့အတွက်ဒေသခံပြည်သူတွေအနေနဲ့ဘုံကျဲတိုက်ခိုက်မှုတွေရှောင်ရှားနိုင်ဖို့စစ်ရေးတတိအမြဲရှိဖို့လိုအပ်ပြီးလေကြောင်းရန်ကာကွယ်နိုင်ဖို့လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနီးလန်းတွေလိုက်နာဆောင်ရွက်ဖို့လိုအပ်ကြောင်းတရလလေးကပြောထားပါရခင်ဗျာ။ နောက်ဆုံးသတင်းအနေနဲ့ဒဇယ်အရှိအချမ်းမှာတိုက်ပွဲဖြစ်နေတဲ့အကြောင်းကိုပြောပြကြပါမယ်။စကိုင်းတိုင်းဒဇယ်မြို့နယ်မှာစစ်ကောင်စီတပ်နဲ့တော်လိုင်းတပ်တွေတိုက်ပွဲဖြစ်နေတယ်လို့ဒေသခံသတင်းမြစ်တချို့ကပြောကြောင်းလူမှုနယ်ဦးရဲ့သတင်းမှာဖော်ပြထားပါတယ်။ဒီကနေ့အော်တိုဘားလ20ရက်နေ့မနက်ပိုင်းမှာဒဇယ်မြို့အရှိဘက်ချမ်းမှာစစ်ကောင်စီတပ်ကစစ်ရေးလှုပ်ရှားလာတဲ့အတွက်တိုက်ပွဲဖြစ်တာလို့ဆိုပါတယ်။ နက်က30အရှိပိုင်းမှာတိုက်ပွဲဖြစ်တယ်လို့30ဒေတာကန်သတင်းရင်းမြစ်ကလူမှုຫນွေဦးသတင်းဌာနကိုပြောထားပါတယ်။စစ်ကောင်စီတပ်နဲ့မြို့အရှိဘတ်ချမ်းမှာတိုက်ပွဲဖြစ်နေတယ်ဆိုတာကို30 PDF တာဝန်ရှိသူကလည်းအတည်ပြုထားပါတယ်။ဒါ့အပြင်30မြို့နယ်ရဲ့အနောက်ချမ်းကန်ထူးမှခြေရွာနီးမှာစပိုင်ဘောလုံးလိုယူဆရတဲ့အရာမြင်တွေ့ခဲ့ရတယ်လို့ဒေတာကန်တချို့ကပြောပါတယ်။မနေ့ဆယ်နေလောက်မှတွေ့တာမိဘုံပြန်ဆိုရင်မြောက်လေတိုက်နေတာမို့တောင်ကနေမြောက်မလာဘူး။ လက်ထီးလယ်မှဘက်ကနေလာတာလို့တစဲမြို့ကန်တူကပြောပါတယ်။ဒါပေမဲ့အဲ့ဒီအချက်လက်နဲ့ပတ်သက်လို့တီချာအတိပြုနိုင်တာတော့မရှိသေးပါဘူး။စစ်ကောင်စီတပ်ကကမ့်ဘလူမြို့နယ်ကနေတစဲနဲ့အရှိချမ်းကအတော်တဲကုံကြီးွာတွေဘက်ကိုစစ်ရေးလှုပ်ရှားမှုတွေလုပ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။အတော်မှာပြီးခဲ့တဲ့တစ်ပတ်ကစလို့အင်အားပြည့်နေတာ အရင်ရှိပြီးသားအင်အားနဲ့ဆို250လောက်ရှိတယ်။တစဲရေဦးဘက်ကိုစစ်ကြောင်းဆက်ထိုးမယ်လို့ယူဆရတယ်လို့ဒေသခံစီရေးတရင်မြစ်ကလူမှုနယ်ဦးတရင်ဌာနကိုပြောပါတယ်။ပြီးခဲ့တဲ့အော်တိုဘလာ၁ရက်နေ့ကတစဲရေဦးလမ်းပိုင်းစုံမိုးရေးထိုးစစ်ဆင်လာတဲ့စစ်ကော်မရှင်တပ်စစ်ကြောင်းအထိနာပြီးပြန်ဆုတ်သွားရတာရှိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ လက်ရှိစစ်ကော်မရှင်တပ်ရဲ့စစ်ကြောင်းမှာအမှတ်367ချင်းမြန်တရင်ခမရ361နဲ့ဖြူစောတိအင်အားစုစုပေါင်း200ဝန်းကျင် ပါရှိတယ်လို့ပို့ဦးစစ်ကြောင်းကအသိပေးထားပါတယ်ခင်ဗျာအခုဆက်လက်ပြီးဒီကနေ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုရှုစားမှာဖြစ်ပါတယ်မြန်မာနိုင်ငံရဲ့အခြေအနေဟာဝမ်းနဲ့စိတ်ထိခိုက်ပွေကောင်းကြောင်းပုတ်ဟမ်းမင်းကြီးလီကိုပြောလိုက်ပါတယ်သတင်းပြေဆိုကိုတော့မြစည်းမဝိုင်းတော်သားမောင်ခန့်တွေကတင်ဆက်ပေးပါပါ ပေါ်ရဟမင်းကြီးလီယိုဆလေးကမြန်မာနိုင်ငံမှာအားလုံးပေါင်းခွင့်ရှိပြီးအပြုသဘောဆောင်တဲ့ဆွေးနွေးညှိနှိုင်းမှုတွေကတစဲဆက်လက်နက်ကင်တွေနေရာမှာနိုင်ငံတော်နီးလန်းတွေနဲ့အစားထိုးနိုင်ပါစေလို့ဆုတောင်းပေးလျက်ရှိပါတယ်မြန်မာနိုင်ငံမှာ2021ခုနှစ်ကနေစပြီးတော့ပြည်တွင်းစစ်ရေးပြပခါတွေအချိန်မြင့်တက်လာခဲ့ပေမဲ့လည်းရွှေချာမွတ်စလင်တွေအပေါ်2019ခုနှစ်ကလေးကဖိနှိပ်တာရရှိခဲ့ပါတယ် ကွယ်လွန်သွားပြီဖြစ်တဲ့ပိုယဟန်မင်းကြီးဖရန်စစ်ဟာလည်းဒုက္ခရောက်နေတဲ့အမေရှော့ခံပြည်သူတွေအတွက်တောင်းဆိုရတဲ့အချင်းချင်းပြုလုပ်ခဲ့ပါတယ်။ပိုယဟန်မင်းကြီးဖရန်စစ်ဟာမြန်မာနိုင်ငံကို2018ခုနှစ်ကတွားရောက်ခဲ့တာပါ။သူတို့ဟာကမ္ဘာညှဉ်းပန်းနှိပ်စက်မှုအခမ်းအနားဆုံးသူတွေဖြစ်တယ်လို့ The Economist သတင်းမှာပြီးခဲ့တဲ့ရက်သက်ပြတ်ကအနည်းငယ်ပြောပြခဲ့ပါတယ်။ ဒါပေမဲ့ပြည်တွင်းစစ်ကြောင်းမကြာသေးမီကာလအတွင်းနိုင်ငံ အနှံ့တွေးထွက်တန်ယုံမှုတွေတိုးပွားလာခဲ့ပါတယ်။စစ်ကော်မရှင်ကပြီးခဲ့တဲ့တရင်ဘက်ကတရင်ကျွတ်မီထုံပွဲကျင်းပနေသူတွေကိုဘုံကျဲတိုက်ခိုက်ခဲ့ရမှာလူပေါင်းဒါဇင်နဲ့ချီတေဆုံးခဲ့ရပါတယ်။တရင်ကျွတ်လာပြညာဗုဒ္ဓဘာသာမီထုံပွဲတော်ကိုကျင်းပရင်စစ်အာဏာရှင်စန့်ကျင်ရေးတပိတ်ပြုလုပ်နေစဉ်တိုက်ခတ်ခံရခြင်းလည်းဖြစ်ပါတယ်။ ပေါ်ရန်မင်းကြီးလီယိုကမြန်မာနိုင်ငံအကြောင်းအော်တိုဘန်16ရက်မှာထုတ်ဖော်ပြကြခဲ့တာပါမြန်မာနိုင်ငံကတရင်တွေဟာဝန်내စိတ်ထိခိုက်ဖွယ်ရာဖြစ်ပါတယ်ရဲသားတွေနဲ့ရက်ဖက်အခြေခံအဆောက်အုံတွေပြစ်မှတ်ထားတိုက်ခိုက်ခံရရာရေးအပါအဝင်လက်နက်ကင်ပြိပခါတွေနဲ့တိုက်ပွဲတွေဆက်ဖြစ်နေတဲ့တရင်တွေကြားသိနေရပါတယ်အကြမ်းဖက်မှုမလုံခြုံမှုနဲ့ခက်ခဲကြက်တဲမှုတွေကြောင့်ဒုက္ခရောက်နေသူတွေကို ကိုချင်းစာပါရဲရေရှည်တည်တတ်တဲ့အပြစ်ခတ်ရဲဆဲမှုအမြန်ဆုံးရရှိအောင်ဆောင်ရွက်ကြဖို့ထပ်မံတောင်းဆိုပါရဲအားလုံးပါဝင်ခွင့်ရှိပြီးတော့အပြုတ်တော်ဆောင်တဲ့ဆွေးနွေးညှိနှိုင်းမှုတွေက၁၂နှစ်တွေနေရာမှာမြင်းချမ်းရေးနီးလက်နဲ့အစားထိုးနိုင်ပါစေကြောင်းဆုတောင်းပါရဲလို့ပြောကြားခဲ့ပါရဲမြန်မာစစ်ကော်မရှင်ဟာလေကြောင်းတိုက်ခိုက်မှုတွေတိုးမြင့်လှုပ်ဆောင်ဖို့ဆွေးရည်မြင့်တင်လျက်ရှိပြီးတော့တရင်ကျွန်းလမ်းပညာမီးထုံပွဲကျင်းပနေတဲ့ လူစုလူဝေးကိုဘုံကျဲတိုက်ခိုက်ဖို့စစ်တပ်လေးကြီးကိုအုံပြုခဲ့တာပါလေးစိတ်မီအကြီးကျယ်လောင်ကျွမ်းခဲ့မှုအကြောင်းရင်းကိုဘင်္ဂလားဒေ့ရှ်စုံစမ်းစစ်ဆေးနေတဲ့တရင်ကိုဆက်လက်တင်ဆက်ပေးမှာဖြစ်ပါတယ်နိုင်ငံတွင်အကြီးဆုံးနိုင်ငံတကာလေဆိပ်မှရှိတဲ့ကုန်ပစ္စည်းတွေတူလောင်ရာနေရာမှာအော်တိုဘားလ18ရက်နေ့ကမီးအကြီးကျယ်လောင်ကျွမ်းခဲ့တဲ့အတွက်ဘင်္ဂလားဒေ့ရှ်ကုန်တွေဆုံးရှုံးမှုလွန်ကြီးမာခဲ့ပါတယ်။ ဲ့ဒီနေရာမှာရှုံမီးတွေဖြစ်ခဲ့သလားလို့အစိုးရကလည်းစုံစမ်းစစ်ဆေးမှုတွေစတင်ပြုလုပ်နေပါတယ်။မိသက်သမားတွေကမင်းညွန့်ကျိုးအောင်ပြုလုပ်ပြီးမီးလောင်မှုကိုထိန်းသိမ်းနိုင်ခဲ့ပြီးတဲ့နောက်လေရင်ခီးစဉ်ပြေးဆွဲမှုတွေစနေနေ့နှောင်းပိုင်းကပြန်လည်ပြုလုပ်နိုင်ခဲ့တယ်လို့လေစိတ်အမှုဆောင်ညွန့်ကြားရေးမှူး Asmat Rajik Smak က AFP ကိုပြောပါတယ်။လေရင်ပြေးလန်တလျှောက်မိကိုလုံးကြီးတွေတက်လာတဲ့အတွက်အာနာပိုင်တွေကလေစိတ်ကိုပိတ်ပြီးလေရင်ခီးစင်တွေကိုစိုင်းငံ့ထားခဲ့ရပါတယ်။ ဒါပေမဲ့ပိတ်စတွေအထည်ချုပ်စက်ယုံသုံးပစ္စည်းတွေစေဝါတွေဓာတုပစ္စည်းတွေနဲ့တခြားသွင်းကုန်တွေတူလောင်ထားတဲ့ Hazrat Shah Jala လေးစိတ်ကုန်ပစ္စည်းတူလောင်ရနေရာတွေဟာအကြီးအကျယ်ပစ္စည်းကျန်ရခဲ့ပါတယ်။ပစ္စည်းမှုတန်ဖိုးကိုခံမှန်းတွက်ချက်မှုတွေစတင်လှုပ်ဆောင်နေပြီဖြစ်ကြောင်းအမျိုးသားအခွန်ဘုတ်ဖွဲ့ NBR ကပြောပါတယ်။ ဒါပေမဲ့ဓာတ်ရိုက်ဆုံးရှုံးမှုတွေနဲ့ကုန်သွယ်ရေးအပေါ်နောက်ဆက်တွဲထိခိုက်မှုတွေမှာဒေါ်လာတန်ပေါင်းများစွာထိရှိနိုင်တယ်လို့စီးပွားရေးသမားအုပ်စုတွေကသတိပေးထားကြပါတယ်။ဘင်္ဂလားဒေ့ရှ်ကမ္ဘာပေါ်မှာဒုတိယအကြီးဆုံးအသင်းဝတ်အထည်ချုပ်လုပ်တဲ့နိုင်ငံဖြစ်ပါတယ်။အသင်းဝတ်အထည်ချီမြင်တဲ့အထည်ထုတ်လုပ်မှုမှာတိုင်းပြည်ပို့ကုန်စုစုပေါင်းရဲ့80ရာခိုင်နှုန်းရှိပါတယ်။ အခုနောက်ဆုံးအနေနဲ့ဒီကနေ့ညနေ9:00နာရီထိရရှိထားတဲ့ငွေလဲနှုန်း၊ရွှေဈေး၁၃စီဈေးနဲ့စောင်းစီဈေးတွေကိုတင်ပြပေးပါမယ်။ဒါတွေကိုတော့မြစည်းမဝိုင်းတော်သားကိုမြတ်တူရာကစူးစီးတင်ဆက်ပေးထားတာဖြစ်ပါတယ်။ဒီကနေ့တို့ကနောက်ဆုံးရရှိထားတဲ့ငွေလဲနှုန်းတွေကတော့ American Dollar ကိုစစ်ကောင်စီတတ်မှတ်စေ1100ကျပ်၊ပြင်ပပေါင်စေ4050ကျပ်၊စင်ကာပူ Dollar ကို စစ်ကောင်စီတပ်မတ်စီ1622ဒသမ69ကျံပြင်ပပုံစံ3128ကျံဥရောပတရူရိုကိုစစ်ကောင်စီတပ်မတ်စီ1458ဒသမ56ကျံပြင်ပပုံစံ4828ကျံထိုင်းဘတ်တဘတ်ကိုစစ်ကောင်စီတပ်မတ်စီ64ဒသမ25ကျံပြင်ပပုံစံ124ဒသမ တစ်ခွန်ကျဲမလေးရှားတဝင်းကကိုစစ်ကောင်စီတတ်မှတ်စဉ်496.69ကျင်းပပေါက်စီ960ကျပ်ပေါက်စီရှိပါတယ်။ပေါ်ပြပါငွေလက်လက်နှုံးတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါလေ။နောက်ဆုံးရပြည်တွင်းရွှေစင်းနှုံးတွေကတော့ခောက်ရွှေတစ်ကျပ်သားကို ရွှေကုံတဲ့အတင်းသတ်မှတ်စီ59ဒိန်း900ကျပ်ကျင်းပပေါက်စီ88ဒိန်း1000ကျပ်15ပဲတစ်ကျပ်သားကို ရွှေကုန်တဲ့တင်တတ်မှတ်စီ56သိန်း15625ချက်ပြင်ပပေါက်စီ83သိန်း9000ချက်ပေါက်စီရှိပါတယ်ပေါ်ပြပါရွှေစင်းတို့တွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါပြီနောက်ဆုံးရရန်ကုန်73စီစင်းတို့ကတော့ဒီဇယ်လီတာကို2465ချက်ပရီမီယံဒီဇယ်လီတာကို3000ချက်အော်ဒီနရီဒီလီတာကို2900ငါချက် အောက်တိုင်95ဒလီတာကို2990ကျပ်ပေါက်ဆွေးရှိပါတယ်။ပေါ်ပြပါ73ဒီဇင်းတို့တွေဟာချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရစာအုပ်ဒီဇင်းတို့ကတော့စာအုပ်ဒီတပိတာကိုစစ်ကောင်စီတတ်မှတ်စီ6585ကျပ်ပြင်ပပေါက်ဆွေးတောင်းကျပ်ပေါက်ဆွေးရှိပါတယ်။ပေါ်ပြပါဇင်းတို့ကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။ မြစီမပရိုင်တိုင်းမြစီမသတင်းအစီအစဉ်ကိုတင်ဆက်ပေးကြတာပါကြည့်ရှုအားပေးကြတဲ့သူတွေအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်မင်္ဂလာရှိတဲ့ညချမ်းဖြစ်ကြပါစေခင်ဗျာ